အားလုံးမင်္ဂလာပါအခုကကျွန်တော်တို့ကအော်တိုဘားလာတယ်ရောက်လာပြီအော်တိုဘားရလာဆိုတော့ကျွန်တော်တို့ကပြောရမယ်ဆိုရင်မိုးရင်းကုန်ပြီးတော့ဆောင်းဘက်ကိုစရောက်တဲ့ဆောင်းဦးကာလာလို့ပြောရမယ်ပဲအချိန်ပေါ့နော်အော်တမ်ပေါ့အဲ့ဒီအချိန်ရောက်လာပြီရောက်လာတဲ့အချိန်မှာနေလို့ထိုင်လို့တော့ကောင်းတယ်ဒီအချိန်ကဟိုမိုးလေမိုးရေပါလေနေသွားပြီရာသီတို့ကလည်းအေးလာပြီဆိုတော့ဒီအချိန်လေးနေလို့ကောင်းတယ်ဒါမဲ့နေလို့ကောင်းတာနဲ့အတူတူဘာဘာပါတတ်လဲဆိုတော့ပန်းဝင်းမှုံတွေကူးတဲ့အချိန်လည်းဖြစ်တတ်တယ်ဒီချိန်ကအဲဝင်းမှုံကူးတဲ့ကိစ္စတွေဘာတွေကဒီချိန်မှာအရန်ဖြစ်တာများတယ် ဲ့တော့ဘာနောက်ဆက်တွဲတွေဘာဖြစ်တတ်လဲဆိုတော့ဓမ္မတဲတဲ့ကိစ္စတွေအရင်ဖြစ်တတ်တယ်ဒီအချိန်မှာဆိုရင်အဲမနက်ကလေးရင်ကျွန်တော် Facebook ပေါ်နဲ့အဲ့လိုမျိုးဒီပေါ့အတိတ်တယောက်တင်တာတွေ့လို့ပါသူအဲ့လိုမျိုးဘာဘယ်မှလည်းမတော်ဘဲနဲ့ဒီ article ရလို့ခေါ်ရဲကျွန်တော်တို့ကဘာလဲအင်ဂျင်နီထားနေအောင်ဘယ်မှမတော်ဘဲနဲ့အင်ဂျင်နီထားနေတော့ဒါဓမ္မတဲတာအကြောင်းဖြစ်တာတကယ်တမ်းကျတော့ဘာမှဖြစ်ဟိုဘာနဲ့မှထိတွေ့စရာမလိုဘဲနဲ့ဒီလိုလေးတည်းမှမမြင်ရတဲ့အရာတွေကြောင့်လည်းကျွန်တော်ဓမ္မတဲတာမျိုးဖြစ်နိုင်တယ် အဲ့တော့ယာသီဥဒုကတော့ဓမ္မတဲ့တဲ့ယာသီဥဒုရောက်လာပြီအဲ့တော့ဓမ္မတဲ့တာအကြောင်းဖြစ်တဲ့ယောဂလက္ခဏာတွေဒီချိန်မှာရမ်းဖြစ်များတယ်ဒီနေ့မှာကျွန်တော်ကဓမ္မတဲ့တာကဘာကြောင့်ဖြစ်တာလဲဘယ်လိုမျိုးရင်ဆိုင်ဖြေရှင်းရမလဲဆိုတဲ့အကြောင်းပြပြပေးမယ်အပထမဆုံးကဓမ္မတဲ့တဲ့ကိစ္စပေါ့ဓမ္မတဲ့ဥဆိုတာကဟိုအကျမ်းဖြစ်အားဖြင့်ပြောရမယ်ဆိုရင်ခန္ဓာကိုယ်ရဲ့ကိုယ်ခန္ဓာစနစ်ကမလိုအပ်ဖဲနဲ့အလွန်ကျွံတုံ့ပြန်တဲ့ကိစ္စပေါ့ကိုကစကြဝဠာ ခန္ဓာကိုယ်ကိုခန္ဓာစနစ်ဆိုတာကသူ့ထဲဝင်လာတဲ့ခန္ဓာကိုယ်ရဲ့ဝင်လာတဲ့ယောဂပိုးတွေကိုတိုက်ထုတ်ဖို့အတွက်သူကမရှိမဖြစ်ရေးပါတယ်။ဒါပေမဲ့တစ်ခါလေအဲ့တော့ခန္ဓာကိုယ်ရဲ့ဝင်လာတဲ့အရာတွေမှလည်းသူကတိုက်ထုတ်ရတယ်ပေါ့။အဲ့တစ်ခါတလေမှာတချို့ကိစ္စတွေကခန္ဓာကိုယ်အတွက်အယံပြဿနာအကြီးအမားကြီးမရှိဘူး။ဥပမာအဖြစ်ပန်းဝင်းမှုံလိုမျိုးအရာမျိုးလေးတွေပေါ့။နောက်တစ်ခါဖုံမှုံလိုတဲမှုံလိုစသဖြင့်ဒီလိုဟာမျိုးတွေ။အဲဒီလိုမျိုးကိုယ်မြင်နေပါတယ်မှာဆိုရင်လည်းကျွန်တော်အမှုံတွေရှိတယ်။မမြင်ရတဲ့အမှုံတွေကနေပြီးတော့ခန္ဓာကိုယ်ရဲ့ဝင်လာတတ်တယ်။ဥပမာအထူးသဖြင့်တော့အသက်ရှူလိုက်တယ်။ ဒါမှမဟုတ်လည်းအသားတွေနဲ့ထိတွေ့မိတယ်။ဒါမှမဟုတ်လည်းမျိုးချလိုက်မိတယ်ပေါ့။ဒီလိုမျိုးစုံနဲ့ကျွန်တော်တို့ damage တဲ့ကိစ္စဖြစ်နိုင်တယ်။အဲခန္ဓာကိုယ်အတွက်ပုံမှန်အဖြစ်ပြဿနာမရှိပေမဲ့ကိုယ်ခန္ဓာစနစ်ကအဲ့ဒါကိုမှားပြီးတော့အာဒီဟာကတော့အရန်ပြဿနာရှိနေပြီးဒီကောင်ကတော့အပြင်းထန်နှိမ်နင်းရမယ်ဆိုပြီးတော့ခန္ဓာကိုယ်ကတော့ histamine တက်တွေနှိမ်နင်းမှုအတွက် histamine တက်တွေထုတ်ချပလိုက်။ထုတ်လိုက်တဲ့ခါကျတော့သူကမလိုအပ်ဖဲနဲ့အဲ့မှာအင်ဂျင်တွေထအောင်နေရေပြားနေရဲပြီးတော့ရောင်ရမ်းနေတာတွေရှားလာတာတွေ နောက်တစ်ခုကဟိုနှာတွေခဏခဏချီနေမျက်ရည်တွေကျလာတယ်စသဖြင့်ဒီလိုမျိုးပြဿနာတွေဆက်ပြီးတော့သွားပြီးဖြစ်တယ်ပေါ့နော်အဲအထူးသဖြင့်တော့ဘာဖြစ်တာလဲဆိုတော့ခန္ဓာကိုယ်ရဲ့ကိုယ်ခန္ဓာစနစ်ကအလွန်ကျွန်းတုံ့ပြန်တာကြောင့်သွားပြီးဖြစ်တယ်အဲ့တော့ဓမ္မတေရာမျိုးစုံနဲ့ဖြစ်နိုင်တယ်ရှူလိုက်တာကြောင့်ဓမ္မတေရာဖြစ်နိုင်တယ်ထိလိုက်တာကြောင့်ဓမ္မတေရာဖြစ်နိုင်တယ်မျိုးချလိုက်တာစားလိုက်တာစသဖြင့်ဓမ္မတေရာဖြစ်နိုင်တာကတော့မျိုးစုံပဲနောက်တစ်ခါဓမ္မတေဟုဖြစ်စေတဲ့အကြောင်းအရာတွေကလည်းမျိုးစုံရှိတယ်တချို့လူတွေအတွက်တဲ့ပေမဲ့ တချို့လူတွေတက်တက်မတက်တာမျိုးသွားပြဖြစ်နေတဲ့တာမျိုးရှိဥပမာအဖြစ်ပင်လဲသားဆိုပါတော့ပင်လဲသားဆိုရင်တော်တော်များများနဲ့အဆင်ပြေပေမဲ့ဟိုတချို့လူတွေမှာကြတော့စားလိုက်ရင်အဲ့လိုမျိုးအဖုပိတ်နေထွက်တယ်အဲ့လိုမျိုးအနီးစက်တွေထွက်တယ်ရားတယ်ဒီလိုမျိုးဖြစ်တယ်ဒါကဟိုနည်းနည်းတိတ်မပြင်းသေးတဲ့ဓာတ်မတက်တဲ့ကိစ္စဓာတ်မပြေတာဓာတ်မတက်ဓာတ်မတက်တဲ့ကိစ္စအရန်ပြင်းလာပြီဆိုရင်တော့နောက်ပိုင်းမှာဘာတွေပဲဖြစ်လာလဲဆိုတော့အသက်ရှူရန်ကြက်တာ anaphylaxis shock လို့ခေါ်ရဲကျွန်တော်တို့ကဓာတ်မတက်တာအကြောင်းဖြစ်တဲ့ အသက်ရှူရက်သွားတာတို့ဒီလေပြုံနေအရန်ကျင်းရောင်ရမ်းပြီးတော့လူကလုံးဝမျက်နှာတစ်ခုလုံးဖူးရအောင်ပြီးအဲ့လိုမျိုးတွေဖြစ်တာမျိုးတွေဒီပါဖြစ်နိုင်ဆိုတော့ဓမ္မတဲ့ကိစ္စကအရန်ဖြစ်များပါတယ်ဆိုတော့ဓမ္မတဲ့ဘာလုပ်မလဲပေါ့ပထမဆုံးလုံးဝမကိစ္စကဓမ္မတဲ့တာကိစ္စဖြစ်ပြီဆိုတာ ਨੇ ကျွန်တော်တို့ကဓမ္မတဲ့တဲ့နေရာဓမ္မတဲ့ကိုယ်ဓမ္မတဲ့ဖြစ်စေတဲ့အကြောင်းအရာတွေကိုကျွန်တော်ဖယ်ရှားပေးရမယ် ဥမာတချို့တွေ insect spike ပေါ့ဥမာဟိုပြားတုတ်တာတို့ချင်းကိုက်လိုက်တာစသဖြင့်ဒီဟာနဲ့တမတဲဖြစ်သွားတယ်ဆိုရင်အဲ့ဟာကိုကျွန်တော်ပြားတုတ်ထားရဆိုလဲအဲ့စူးထားတဲ့နေရာတွေပါတော့နှုတ်ပစ်တာတို့နောက်တစ်ခါဖြစ်တဲ့နေရာကိုရေနဲ့ဆေးတာရေတမန်လေးနဲ့ဆေးလိုက်တာတော့အကောင်းဆုံးပဲဥမာတမတဲကိုဖြစ်တဲ့အဲ့မှာဒီနေရာမှာအင်ဂျင်တွေထားတယ်ဒီနေရာမှာအင်ဂျင်တွေထားဗန်တီးယားပဲထထပထမဆုံးရေတမန်လေးနဲ့ဆေးလိုက်ရင်တခုခုကြောင့်အဲ့နေရာမှာတခုခုအကောင်ပလောင်နေကိုက်ထားတာထိနေတာအဲဒါမှမဟုတ်အဖုံဖုံမှုနေပါရှိနေတာကြောင့်တမတဲတာဆိုရင်သူချက်ချင်းတက်တာဝတ်တက်တယ်အဲ့တော့အဲ့ဒါကိုဆေးလိုက်ပါ အဲ့လိုမျိုးဆေးချပလိုက်ဟိုဓာတ်မတဲ့နေရာကိုရေတန်တန်လေးနဲ့ဆေးလိုက်ဆေးပြီးွားရင်ကျွန်တော်တို့ကအရန်ရောင်နေရပါညာဆိုရင်ရေခဲကပ်ပြင်လို့ရတယ်ရောင်ရမ်းတာတွေကြောဖို့အတွက်ရေခဲကပ်ပြင်လို့ရတယ်နောက်တစ်ခုကဆေးတောက်လို့ရတယ်ဓာတ်မတဲ့တာကအရန်ဖြစ်များတဲ့အတွက်ကြောင့်မလို့တောက်ဆေးကိုလွယ်လွယ်ကူကူဝယ်လို့ရတယ်ဆရာဝန်လက်မှတ်မလို့ကျွန်တော်နာမည်တွေပါပြောပြမယ် citrusin နော် citrusin လို့ဆေးမျိုးတောက်လို့ရတယ် loratadin လို့ဆေးမျိုးတောက်လို့ရတယ်သူတို့ကိုကျွန်တော်တို့ကဆေးထဲမှာဆိုရင် antihistamine လို့ခေါ်တယ်တဘောကခုနဓာတ်မတဲ့တာကြောင့်ဖြစ်တဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ histamine ဓာတ်တွေကိုသူက မထုတ်တော့ဆက်ပြီးတော့တားဆီးပေးလိုက်တာဆိုတော့ဓမ္မတရားကြောင့်ဖြစ်တဲ့ပြဿနာတွေသူမြင်မြန်ဆန်သက်သာစေအဲ့ခုနပြောတဲ့ Loratadine တို့ Cetirizine တို့ Alade တို့ဒီဆေးတွေကိုကျွန်တော်တောက်လို့ရတယ်အင်ဂျင်တွေထနေတယ်အရေပြားတွေကညည်ရဲနေတယ်အဲ့နားတွေမှာအကွက်ကွက်တွေဖြစ်နေစသဖြင့်အဲ့လိုဖြစ်တယ်ဆိုရင်ကျွန်တော်အေးစေတယ်အဲ့နားတွေကိုအေးတဲ့ဆေးရည်လေးလိမ့်လို့ရတယ် ဥမာအဖြစ် color drawing တို့ color mine တို့ဟိုအဖြူရောင်ဆင်းရည်လေးလေအဲ့လိုမျိုးတွေလိမ့်လို့ရတယ်နောက်တစ်ခါ elovira လို့မျိုးဥမာရမ်းပူနေတယ်ပေါ့အဲ့နားတွေအရမ်းပူပြီးတော့ဟိုရောင်နေတယ်ဆိုရင် elovira လို့မျိုးဟိုအေးစေတဲ့ဟာလိုမျိုးလေးလိမ့်လို့ရတယ်ဒါဆိုတတ်တာဓမ္မတေတာကတော့လေအရန်လေးအဖြစ်များတယ်ဟိုဓမ္မတေတာမဖြစ်ဘလို့လုပ်မလဲတခုတီးတော့နီလန်ကတော့ဒါတွေရှောင်ပေါ့တချို့ကြတော့လေဘာကြောင့်ဓမ္မတေဘူးမသိဘူးဓမ္မတေတာမှမသိဘူးဆိုရင်တော့ကျွန်တော်ခုနပြောတဲ့နီလန်တွေကိုလုပ်လို့ရပါတယ်ဒါဆိုရင်ဓမ္မတေတာကြောင့်ဖြစ်တဲ့ပြဿနာတွေကိုကိုယ့်ဘက်ကဖြေရှင်းနိုင်ပြီလို့ထင်ပါတယ်